င်္ဂလာပါမြစီမရေဒီယိုမနက်ပိုင်းအစီအစဉ်ကနေကြိုဆိုပါရစေမြစီမရေဒီယိုဟာမြန်မာပြည်သူတွေအတွက်ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိပါတယ်မြစီမရေဒီယိုမနက်ပိုင်းအစီအစဉ်ကိုနေ့စဉ်မနက်၈နာရီကနေ၈နာရီခွဲအထိ108 FM Facebook Page မြစီမ News in Burmese Facebook Page နဲ့မြစီမ108 FM Podcast Store မှာနားဆင်နိုင်ပါပြီ မင်္ဂလာပါရှင်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုကြမှာရှိကြပါစေလို့မြစီမရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်မတ်လ9ရက်ဗုဒ္ဓဦးနေ့မနက်ဖြန်မြစီမရေဒီယိုအစီအစဉ်ကိုမြန်မာစံတော်ချိန်မနက်၈နာရီကနေစတင်ထုတ်လွှင့်နေပါပြီကျမတို့ရွှေနွယ်ပါ ဒီနေ့မနက်နာဆင်ကြားမဲ့သတင်းတွေကတော့လှိုင်းမြင့်အတွင်မှာခီးတဲ့တင်ဆက်လေးနှမြုပ်ပြီးစတဲ့ဦးကယ်ဆယ်ထားနိုင်ကတဲ့ဦးပြောင်းဆောင်နေတဲ့သတင်းနဲ့အတူဒီမော့ဆုံမှာစစ်ဆောင်အများစုခုလုံတဲ့နေရာကိုစစ်ကောင်စီပုံကျဲတိုက်ခိုက်တဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်သတင်းတွေကိုနာဆင်ကြားပါမယ်။အဲဒီနောက်မှာတော့နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့သတင်းလွှာကဏ္ဍတို့ကိုလည်းဆက်လက်ထုတ်လွှင့်သွားမှာပါ။အပတ်စဉ်စီစဉ်ပတ်မှာတော့ K2L ကျမ်းမာရေးအစီအစဉ်ကိုလည်းနားဆင်ကြားမှာဖြစ်ပါတယ်။အခုကတော့ပထမဆုံးအနေနဲ့ပြည်ရင်းသတင်းတွေကိုတင်ဆက်ပေးမှာပါရှင်။ ောက်ဆုံးရပြည်ရင်းသတင်းတွေကိုနားဆင်ကြားပါမယ်။ရန်ကုန်တိုင်းစိတ်ကြီးခနောင်တို့မြို့နယ်စိတ်ကန်းကဂလီစိတ်ကန်းကိုမောင်းနေလာတဲ့ဆက်လီတစီကမက်စလာလီရန်နေမော်လွယ်ပိုင်းမှာလှိုင်းမြစ်အတွင်နစ်မြုပ်ခဲ့ပြီးဆက်လီဘော်ပါလာသူ၁၂ဦးအနက်၁၁ဦးကယ်ဆယ်ထားနိုင်ကတအုပ်ပျောက်ဆုံးနေပါတယ်။ဒီဆက်လီကမက်စလာလီရန်နေမော်လွယ်၂55မိနစ်အချိန်မှာကုန်တင်သင်းမောနှစ်စီးချကိုဝင်ရောက်သွားပြီးတော့နစ်မြုပ်သွားတာလို့ဂလီစိတ်ကန်းမှနေထိုင်သူကပြောပါတယ်။ ပြောင်းနေတဲ့သူကအသက်18နှစ်အရွယ်ဖြစ်ပြီးတင်မောနစီကြောင့်ကိုဝင်သွားတာလို့ကြားသိရကမက်စလန်၄ရက်နေ့ညနေပိုင်းအချိန်ထိပြန်လည်ရှာဖွေလို့မတွေ့သေးကြောင်းပြောပါရယ်ဆက်လက်နေမြုံမှုဖြစ်ပြီးနိုင်ပိုင်းအကြမ်းမှာစစ်ကောင်စီလာအောက်ခံရဲတပ်ဖွဲ့ဝင်တွေရောက်ရှိလာပြီး ဂိမ်မူးနဲ့ဆက်လီမောင်တို့ပါဝင်၃ဦးကိုဖမ်းဆီးသွားတယ်လို့သိရပါတယ်။ကယ်ဆယ်ထားနိုင်သူ၁၂ဦးကိုရန်ကုန်စစ်ရုံကြီးကိုပို့ဆောင်ထားပြီးပျောက်ဆုံးနေသူကိုဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။လမ်းမြေအတွင်းဆက်လီတိမ်မောင်မူမကြာခဏဖြစ်ပွားနေပြီးဆက်လီမောင်တို့တချို့ကအရက်သေးစာတောက်စာတာစီကံမလိုက်နာတာတွေရှိတယ်လို့ခီးသက်တချို့ကပြောပါတယ်။ဖေဖော်ဝါရီလရက်နေ့ကလည်းလမ်းမြေအတွင်းမှာခီးသက်တင်ဆက်လီတစည်းဟာ ငါးပန်းသင်းမိုးကိုတိုက်မိပြီးတော့နင်းမြုပ်ခဲ့ပါတယ်။ဒီဖြစ်စဉ်မှာတော့လိုက်ပါလာသူကိုလုံကိုကယ်ဆယ်ထားနိုင်ခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လ10ရက်နေ့ကလိုင်မြစ်အတွင်းမှာဆက်လီနင်းမြုပ်ခဲ့တဲ့ဖြစ်စဉ်အတွင်းဆက်လီပေါ်ပါလာသူ18ဦးနဲ့10ဦးပျောက်ဆုံးခဲ့ပါတယ်။ပျောက်ဆုံးသူတွေနဲ့3ဦးရဲ့ရုပ်အလောင်းကိုရှာဖွေတွေ့ရှိခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကဇူလိုင်လ13ရက်နေ့မှာထုတ်ပြန်ထားပါတယ်ရှင်။ အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန NUG MOD ရဲ့စီမံခန့်ခွဲမှုအောက်ကတရင်တပ်ဖွဲ့တို့နှုတ်ထွက်တာတွေရှိနေသလို NUG MOD ကုတ်ကဲမှုအောက်ကိုဝင်ရောက်ဖို့ရှောက်ထားတဲ့တရင်တပ်ဖွဲ့တွေလည်းရှိတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရသမရယုံပြောရေးဆိုခွင့်ရှိသူဦးနေပုံလကပြောပါရယ်ဦးနေပုံလကမတ်လ၄ရက်နေ့မှာလှုပ်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်မှာထည့်သွင်းပြောဆိုသွားတာဖြစ်ပါရယ် ဆန္ဒရှင်တအောက်ကနေလွတ်မြောက်ရေးအတွက်ရည်ရွယ်ချက်တူညီတဲ့တော်လရင်အင်အားစုတွေနဲ့ပူးပေါင်းကာမဟာဗျူဟာမြောက်စစ်ရေးဖော်ဆောင်မှုတွေဆောင်ရွက်နိုင်ဖို့စဉ်ဆက်မပြတ်ကြိုးစားအထောက်နေပြီးတော့ဒီလိုဆောင်ရွက်တဲ့နေရာမှာလိုအပ်ချက်အရာတက်ပြောင်းတက်ရွှေ့လုပ်ရတာတွေလည်းရှိသလိုစစ်ရေးဖော်ဆောင်မှုအခြေအနေကိုလိုက်ပြီးတော့လက်နက်တက်ဆင်ရတာကိုလည်းဆောင်ရွက်ရှာတယ်လို့ဥနေပုံလကပြောပါတယ်။ တရင်တပ်ဖွဲ့တချို့ဟာဒီအခြေအနေအမျိုးပေါ်လိုက်ပါဆောင်ရွက်နိုင်တာမရှိသည်ဖြစ်စေတခြားသောအကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနရဲ့စီမံခန့်ခွဲမှုအောက်ကနေနှုတ်ထွက်သွားကြတာတွေရှိတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနရဲ့ကိုကဲမှု change of command စစ်တီတော်ဂျင်ဝေါ code of conduct နဲ့အညီတာဝန်ခြေပြွန်စွာထမ်းဆောင်နေတဲ့တရင်တပ်ဖွဲ့တွေများစွာရှိကြောင်းလဲဆိုပါတယ် ဧကရက်ဇန်နဝါရီ29ရက်နေ့မှာတောင်ပိုင်းစစ်ဒေသစစ်ဒေသကွဲသုံးမှလှုပ်ရှားတဲ့ကြားဖြုန်နဲ့ဂလုံစစ်တောင်းစစ်တောင်းနှစ်ကြောင်းကိုလည်း MOD ကလက်အောက်ကနေနှုတ်ထွက်ခွင့်ပြုခဲ့ပါတယ်။ကလုံစစ်ကြောင်ဟာမွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ရဲ့အကွက်ကမှုအောင်ဖြစ်ပူးပေါင်းခဲ့ပြီးတော့ကြားပြုစစ်ကြောင်ကတော့တမဟာ6နယ်မြေ KNL ကတပ်မှုစောကြော်တပ်ဦးဆောင်တဲ့အမှတ်37ပြူဟာကွက်ကမှုအောင်မှာပူကျော်ဟိန်းစစ်ကြောင်နဲ့နမဲနဲ့ဆက်ရှိနေမှာဖြစ်တယ်လို့သိရပါဗျ။ အလားတူပဲရှမ်းပြည်နယ်တောင်ပိုင်းနယ်ဂရနီပြည်နယ်အစပ်မှာလှုပ်ရှားတဲ့ MOD ရဲ့အလဲပိုင်းတိုင်းစစ်ဒေသအောက်ကအမှတ်1005တရင်နဲ့အမှတ်1008တရင်တို့ဟာလည်းဖေဖော်ဝါရီ၁ရက်နေ့မှာ MOD အောက်ကနေနှုတ်ထွက်ခွင့်ပြုလိုက်ပြီးတော့ရှမ်းတောင်ဒေသခံတော်လင်ရေးတပ်ပေါင်းစု SSLRU နဲ့ပူးပေါင်းခဲ့ပါတယ်။ဒါအပြင်ကံကောပြည်သူကာကွယ်ရေးတပ်ရောဒေသကလည်း MOD အောက်ကနေနှုတ်ထွက်ပြီးတော့ရောတပ်တော် YA နဲ့ပူးပေါင်းလိုက်ကြောင်းဖေဖော်ဝါရီ၁၉ရက်နေ့မှာကြေညာခဲ့ပါတယ်။ 2023ခုနှစ်နှစ်လယ်လောက်အထိမြို့နယ်ပေါင်း250ကျော်မှာရဲရွာအခြေပြုပြည်သူ့ကော်မတီအဖွဲ့တွေကိုဖွဲ့စည်းတည်ထောင်ထားပြီးတော့ PDF တပ်ရင်းနဲ့စစ်ကြောင်းစုစုပေါင်း300ကျော်ဖွဲ့စည်းတည်ထောင်ထားပြီးဖြစ်ကြောင်း PDF တည်ထောင်ခြင်းနှစ်နှစ်ပြည့်မေလ9ရက်နေ့မှာ NUG ရဲရဲတမရဒူဝါလက်ရှိလာကပြောကြားခဲ့ပါတယ်ရှင်။ စပေးရှောင်းအများစုခုလုံရနေရဖြစ်တဲ့ကရင်ပြည်နယ်ဒီမော့ဆိုအနောက်ခြမ်းချယ်ရီကုန်းစည်တပွိုက်ကိုစကောက်စီကမက်စလာလီရဲ့နေမော်လွာပိုင်းမှာနေဆောင်တိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတဦးတန်ရာကနေအိမ်တစ်ချို့ထိခိုက်ပျက်စီးသွားတယ်လို့ကရင်ပြည်ဂျာကလာအုပ်ချုပ်ရေးကောင်စီ IAC ထံကသိရပါဗျ။ကရင်ပြည်တစ်ခုလုံးအတိုင်းအတာနဲ့စပေးရှောင်း၃သိန်းကျော်ရှိနေပြီးဒီမော့ဆိုမြို့တစ်ခုထဲမှာတင်း၆သိန်းခွဲရှိနေတယ်လို့သိရပါဗျ။ မက်လမ်၄ရက်နေ့မွန်တက်၁၂နာရီအချိန်လောက်မှာလီယင်နဲ့လီကျိန်ပုံးရှစ်လုံးကျဲချတိုက်ခိုက်ခဲ့ပြီးညနေ၃နာရီခွဲလောက်မှာလည်းဒရုန်းနဲ့ပုံသီးချတိုက်ခိုက်ခဲ့ရာဈေးနှီးတဝိုင်မိလာမှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ဒီမော့ဆိုမျိုးကလက်ရှိမှာတော့ရေရှားပမှုတံကိုကြုံတွေ့နေရတာကြောင့်မိလောက်နယ်နေရာကိုနှိမ့်သက်ဖို့အခက်အခဲတချို့ရှိနေတယ်လို့ဒေသခံတွေကပြောပါဗျ။ စကောင်းစီကဒီမော့ဆိုမျိုးအပါဝင်လိုက်ကောဖဲခုံနဲ့မိုးပြင်းမြွနယ်တို့မှာစီးရီးပြတ်မှတ်မှုတဲ့အရတားပြည်သူတွေကိုပြစ်မှတ်ထားကနေချောင်း drone နဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေလှုံ့ဆော်နေပြီးဖေဖော်ဝါရီလအတွင်းမှာအသက်ဆယ်နှစ်အရွယ်ကလေးငယ်နှစ်ဦးပါဝင်အရတား9ဦးသေဆုံးက12ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကင်နီမျိုးသားများကာကွယ်ရေးတပ် KNDF ကသတင်းထုတ်ပြန်ထားပါတယ်။ ဒါအပြင်စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင့်မိုးပြမြုန်နဲ့အတွင်းနေ90ကျော်စာတင်ကြောင်လေးကြောင်နဲ့ဘာသာရေးအဆောက်အဦလေးကိုမိလောင်ပျက်စီးကတခြားမြို့နယ်တွေမှာလည်းနေအိမ်ရှစ်လုံးစေကန်တစ်ခုစာတင်ကြောင်တစ်ကြောင်နဲ့ဘုံကြီးကြောင်တစ်ကြောင်ပျက်စီးခဲ့တယ်လို့သိရပါပါတယ်ရှင်။ ကချင်ပြည်နယ်မြကြီးနားမြို့နယ်ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့နယ်တွေမှာစွတ်ပြတ်ခံထားရတဲ့အမျိုးသမီးရှုပ်အလောင်း၄ခုတွေ့ရပြီးတော့ဒေသတွင်ဥရိစုံမုံမအားနေနေတာကြောင့်လုံခြုံရေးစိုးရိမ်နေရကြောင်းဒေသခံတွေက ပြောပါရယ်မတ်လ၄ရက်နေ့မနက်9နာရီကျော်လောက်မှာမြကြီးနားမြို့အင်ဂျန်တုံရက်ကွက်အထက်က6ကျောင်းရှိအမှိုက်ပုံမှာပလတ်စတစ်အိတ်နဲ့ထုတ်ထားတဲ့အမျိုးသမီးတယောက်ရဲ့ရုပ်အလောင်းကိုဒေသခံတွေက တွေ့ရှိခဲ့တာဖြစ်ပါရယ် ဒီမျိုးသမီးဟာအသက်45နှစ်အရွယ်လောက်ရှိပြီးတော့ခြေထောက်မှာစိုင်းကဲကျိုးနဲ့ချီနှောင်ခံထားရတယ်လို့မျက်မြင်တွေ့ရှိခဲ့တဲ့ဒေသခံတယောက်ကပြောပါရတယ်။တိုက်ကိုဆူရတဲ့အခြေအနေပါပဲကျမတို့မြေကြီးနားမှာနေကင်းဘက်အပြင်ထွက်ပေါ်အောင်မရဲတော့ဘူးလို့ဒေသခံအမျိုးသမီးတယောက်ကပြောပါရယ်ရုံလောင်းတွေးရှိကြောင်းအကြောင်းကြားလာတာကြောင့်လူမှုကွန်ရက်ရဲ့ဖွဲ့ရီကတွားရောက်တင်ဆောင်ခဲ့ပြီးရင်ခွဲရုံမှာအထုတ်ဖြည့်ကြည့်တာမှာရိုက်နှက်နှိမ့်ဆက်ခံထားရတဲ့ဒဏ်ရာတွေနဲ့သေဆုံးနေတာဖြစ်တယ်လို့တွေ့ရပါရယ် တည်ဆုံးသူနဲ့ပတ်သက်တဲ့အသီးစိတ်အချက်လက်တွေကိုတော့မသိရသေးပဲတရခန်ဖမ်းမမိသေးသလိုရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးနေစေလို့လူမှုကွန်ရက်ရေးအတန်တောင်းဝန်ရှိသူကပြောပါရယ်အလားတူပဲရှမ်းပြည်နယ်မြောက်ပိုင်းတိဘောမြို့နယ်နားမခေါ်ကြည့်ရမှလဲတပ်ဖြတ်ခံရပြီးတော့အလောင်းစွတ်ပြက်ခံထားရတဲ့ဆဲကျော်တက်အရွယ်မျိုးသမီး၃ယောက်ရဲ့ရုပ်အလောင်းကိုပြီးခဲ့တဲ့ဖေဖော်ဝါရီ25ရက်နေ့မှာဒေသခံတွေကတွေ့ရှိခဲ့ကြပါရယ် အသက်15နှစ်ကနေ18နှစ်ဝန်းကျင်အရွယ်အမျိုးသမီး၃ယောက်တပ်ဖြတ်ခံထားရဖြစ်ပြီးတော့ကိုကန့်တ MNDA တပ်ဖွဲ့ဝင်တချို့နဲ့ကြေးဝလူကြီးတွေကမိရှုတချို့ပြီးခဲ့တဲ့လူဒေသခံတယောက်ကပြောပါရယ်တီဘောမျိုးကိုတန်းမျိုးသားလူမျိုးရေးတမတော် DNL ကထိန်းချုပ်ထားပြီးမဲ့နာမခေါ်ကြေးဝတရှိတဲ့တီဘောမိုင်းရဲ့လက်မိုက်အပါအဝင်တီဘောနန်းလမ်ကားလမ်းတွေကို MNDA ကထိန်းချုပ်ထားတယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေစီကနေသိရပါရယ် ဓာပြန်ရှမ်းပြည်တို့တိုင်ရေးပါတီရှမ်းပြည်တမရော SSPP SSA လဲလှုပ်ရှားသွားလာနေတဲ့အနေအားဖြစ်ကြောင်းဒေသခံတချို့ကပြောပါရယ်ဒီအမျိုးသမီးရောအလောင်းသုံးလုံးဟာဘသူဘဝဖြစ်ကြောင်းမသိရသေးသလိုသက်ဆိုင်ရာအာဏာပိုင်တွေကလည်းစုံစမ်းဖော်ထုတ်ခြင်းမရှိဘူးလို့ဒေသခံတွေကပြောပါရယ်ဒေသရဲမှာရှိတဲ့ကြားဖြန့်လုပ်ငန်းတွေ KTV မှာလာရောက်လုပ်နေတဲ့တခြားဒေသကအမျိုးသမီးတွေဖြစ်နိုင်တယ်လို့ဒေသခံတွေကသုံးသပ်ပြောဆိုကြပါရယ်ရှင် မရိကန်နိုင်ငံကမြန်မာနိုင်ငံကိုပေးနေတဲ့အကူအညီအများစုရပ်ဆိုင်းလိုက်ပြီးဖြစ်ပါတယ်။ဒီမိုကရေစီလူ့အခွင့်အရေးနဲ့လူလတ်တော်မီဒီယာတွေအတွက်ဒေါ်လာ45သန်းအပါအဝင်2025ခုနှစ်အတွက်ရထားတဲ့ဒေါ်လာ259သန်းကိုပေးဖြတ်လိုက်တာဖြစ်ပါတယ်။အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID ကိုပိတ်သိမ်းလိုက်တာကြောင့်ဒေါ်နယ်ထရမ့်လက်အတွင်းမြန်မာနိုင်ငံဒီမိုကရေစီအရေးလှုပ်ရှားမှုအတွက်ရည်ပဲထားတဲ့ဒေါ်လာ183သန်းအပါအဝင် အကူအညီဒေါ်လာ1သန်းနီးပါးကိုလက်လွတ်ဆုံးရှုံးရနိုင်ပါတယ်။ ဒါအပြင်ဗြိတိန်နိုင်ငံကမကြသေးမီကသူတို့ရဲ့ပြပအကူအညီ40ရာခိုင်နှုန်းကိုလျှော့ချလိုက်တာကြောင့်ဒီချက်တဲကိုပုံမှုဆိုးသွားသွားစီပါတယ်ဒီလိုပြတ်တောက်မှုတွေကမြန်မာဒီမိုကရေစီရေလှောင်ရှားမှုအရက်ဖက်အဖွဲ့အစည်းတွေနဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေါ်မြင့်ခိုနေရတဲ့တန်းနဲ့ချီတဲ့ပြည်သူတွေအတွက်ဆိုးဝါးတဲ့ထိုးနှက်ချက်ဖြစ်ပါတယ်။ဒီပြတ်တောက်မှုတွေကြောင့်မြန်မာစစ်တပ်နဲ့တရုတ်ရုရှားအပါအဝင်သူတို့ရဲ့မဟာမိတ်အနာရှင်နိုင်ငံတွေကိုအခွင့်အရေးပေးလိုက်တယ်လို့ဖြစ်သွားစေပြီးလက်ရှိမှာတော့သူတို့ရဲ့ဩစာလွှမ်းမိုးမှုကျေပြန့်လာတော့မှဖြစ်ပါတယ်။ အမေရိကန်အစိုးရကအကူအညီပေးရေးစာချုပ်တွေနဲ့90ရာခိုင်နှုန်းကိုပယ်ဖြတ်ဖို့ဖေဖော်ဝါရီ29ရက်နေ့မှာဆုံးဖြတ်လိုက်တာကမကြုံဘူးတဲ့မူဝါဒအပြောင်းလဲဖြစ်ပါတယ်။အမေရိကန်အကူအညီကမြန်မာနိုင်ငံအတွက်တစ်ကမ္ဘာလုံးကပေးနေတဲ့အကူအညီစုစုပေါင်းရဲ့26ရာခိုင်နှုန်းရှိပါတယ်။အမေရိကန်ရဲ့ရမုံငွေတပြားတစ်ချက်မှစစ်တပ်လက်အောက်ခံအာဏာပိုင်တွေရှိကိုရောက်ရှိသွားခြင်းမရှိပါဘူး။ ဒေတာရဲမှာ US အကူအညီအများဆုံးရယူနေတဲ့နိုင်ငံဖြစ်ပြီးတစ်ပါလုံးမှာတော့နဝမမြောက်အကူအညီအများဆုံးရယူနေတဲ့မြန်မာနိုင်ငံဟာ2023ခုနှစ်မှာဒေါ်လာ236တန်းနဲ့2024ခုနှစ်မှာဒေါ်လာ238တန်းလက်ခံရရှိခဲ့ပါတယ်။2025ခုနှစ်မှာတော့ဒေါ်လာ259တန်းရရှိမယ်လို့မျှော်မှန်းခဲ့တာဖြစ်ပါတယ်။2025ခုနှစ်အတွက်ရထားတဲ့ရမုံငွေရဲ့82ရာခိုင်နှုန်းဖြစ်တဲ့ ဒေါ်လာ192တန်ကိုလူသားချင်းစာနာထောက်ထားမှုအကူအညီကျန်းမာရေးစိုက်ပျိုးရေးနဲ့ပညာရေးတို့အတွက်ချထားပေးဖို့နဲ့နောက်ထပ်19ရာခိုင်နှုန်းဖြစ်တဲ့ဒေါ်လာ44တန်ကိုဒီမိုကရေစီလူ့အခွင့်အရေးနဲ့လွတ်လပ်တော်မီဒီယာတွေအတွက်ချထားပေးဖို့ရထားခဲ့တာဖြစ်ပါတယ်။လာမယ့်နှစ်တာကာလ2025ကနေ2029ခုနှစ်ကြားထရန့်မြက်သမရတက်တန်အတွင်းမြန်မာနိုင်ငံကဒီမိုကရေစီရေးလှုပ်ရှားမှုတွေအတွက်ဒေါ်လာ181တန်အပါဝင်အမေရိကန်ဒေါ်လာအကူအညီ1.36ဘီလီယံဆုံးရှုံးသွားနိုင်ပါတယ်။ မြမရက်ဖက်အဖွဲ့စည်းလှုပ်ရှားမှုတွေကိုကာလာရှိကြောထောက်နောက်ခံပြီးနေတဲ့အဓိကပံပိုးကူညီမှုတွေကိုဖယ်ရှားလိုက်တာလည်းဖြစ်ပါတယ်။ပြည်ထောင်နိုင်ငံကလည်းသူ့ရဲ့ပြည်ပအကူအညီရန်ပုံငွေ40ရာခိုင်နှုန်းကိုလျှော့ချဖို့ဖေဖော်ဝါရီ25ရက်နေ့မှာကြေညာလိုက်ပါတယ်။ပြည်ထောင်ကလက်ရှိမှာမြန်မာနိုင်ငံမှာစီမံကိန်း25ခုဆောင်ရွက်နေပြီး2024ခုနှစ်အတွက်ရမုံငွေဒေါ်လာ38တန်းနဲ့2025ခုနှစ်အတွက်ရမုံငွေဒေါ်လာ55တန်းထောက်ပံ့မှုအတည်ပြုထားပါတယ်။ ရမုံငွေ၄၀ရာခိုင်နှုန်းဖြတ်တောက်လိုက်တာကြောင့်မြန်မာနိုင်ငံက2029ခုနှစ်မှာဒေါ်လာ28တန်သာရရှိတော့မှာဖြစ်ပြီးအာဏာမသိမ်းမီနဲ့ကိုဗစ်ကာလကပ်ရောဂါမတိုင်မီကာလတွေမှာဒေါ်လာ120တန်ပံ့ပိုးကူညီရတဲ့နှိုင်းရှင်ရင်အကူအညီတိတိတသားရော့ကျသွားတာဖြစ်ပါတယ်။ ဒီလိုကာလကြာရှည်အကူအညီဖြတ်တောက်မှုတွေရဲ့အကျိုးဆက်ကအင်မတန်ဆိုးဝါးနိုင်ပါတယ်။2025ခုနှစ်မှာမြန်မာလူရေရဲ့35ရာခိုင်နှုန်းဖြစ်တဲ့ပြည်သူ16တန်းထက်မနည်းကစားနပ်ရေးကကျန်းမာရေးနဲ့ကာကွယ်စောင့်ရှောက်မှုအကူအညီတွေလိုအပ်လာမှာဖြစ်ပါတယ်။ဒီလိုထောက်ပံ့ကူညီမှုတွေရောကြသွားတာကလူသားချင်းစာနာမှုအကျတဲ့ကိုပုံမှုဆိုးဝါးစီမှာဖြစ်ပြီးစာနေရခါမလုံလောက်မှုနဲ့ကျန်းမာရေးဆောင်ရှောက်မှုလိုအပ်ချက်တွေကိုပုံမှုဆိုးဝါးလာစီမှာဖြစ်ပါတယ်ရှင်။ နောက်ဆုံးရပြည်ရင်းသတင်းတွေကိုနားဆင်ခဲ့ကြတာဖြစ်ပါတယ်ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုထုတ်လွှင့်သွားမှာပါရှင်အာရဗ်လိဂ်ထိပ်သီးအစည်းအဝေးမတိုင်ခင်အာရဗ်နိုင်ငံသားရဲ့ဝန်ကြီးတွေရဲ့တကားပိတ်အစည်းအဝေးကိုကိုင်ရိုမှာတနင်္လာနေ့ကကျင်းပခဲ့ပါတယ် ဒီထိပ်သီးစည်းဝေးကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အဆိုပြုတင်ပြချက်ဖြစ်တဲ့ဂါဇာကိုလွှဲပြောင်းရယူပြီးနေထိုင်နေသူတွေကိုနှင်ထုတ်မဲ့အစီအစဉ်ကိုတံပြန်မှုအတွက်အစီအစဉ်ချမှတ်ဖို့ရည်ရွယ်ပြုလုပ်မှာဖြစ်ပါတယ်။စစ်ကြောင်ပြည်စည်းနေတဲ့ဒေသနဲ့အဲဒီမှာနေထိုင်သူလူပေါင်း မြစ်တသမလေးတန်းကိုရွှေပြောင်းစေရမလို့ပဲပြန်လည်တည်ဆောက်မဲ့ RF တို့ရဲ့အစီအစဉ်ကိုဖော်ပြပြီးနိုင်ငံသားရေးဝန်ကြီးတွေကပြင်ဆင်ရင်းနဲ့ညှိနှိုင်းရေးအစီအွေပြုလုပ်ခဲ့ကြတာဖြစ်တယ်လို့ RFD သတင်းရင်းမြစ်တစ်ခုက အမည်မဖော်ပြဘဲ AFP သတင်းဌာနကိုပြောပါရယ်ဒီအစီအွေကိုသတင်းဌာနတွေလာရောက်ခွင့်မပြုဘူးလို့အဲ့ဒီသတင်းရင်းမြစ်ကပြောပါရယ်အခုဆွေးနွေးရရှိတဲ့အစီအစဉ်ကိုအင်္ဂါနေ့မှာကျင်းပပြုလုပ်မယ်။အရက်ကောင်ဆောင်များအစီအွေမှာအတည်ပြုချက်ရယူဖို့တင်ပြသွားမှာဖြစ်တယ်လို့လည်းသတင်းမြစ်ကဆက်လက်ပြောဆိုသွားပါရစေ။ ဒီစည်းဝေးမတိုင်မီမှာအီဂျစ်နိုင်ငံသားရေးဝန်ကြီးဘာတာအက်ဒဲလာတီကဂျော်ဒန်၊ဘာရိန်၊တူနီးရှား၊အီရတ်၊ယီမန်တို့ကနိုင်ငံသားရေးဝန်ကြီးတွေနဲ့တီးတန့်တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီးအဲ့ဒီအစည်းအဝေးတွေမှာပါပါလက်စတိုင်းထိပ်တန်းတန်တမန်လည်းတက်ရောက်ခဲ့ပါတယ်။ဒီစည်းဝေးတွေမှာအီဂျစ်ဝင်ကြီးအက်ဒလာဒီကပါလက်စတိုင်းလူမျိုးတွေကိုရွှေ့ပြောင်းစေရမလို့ပဲအစောပိုင်းပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုရှေ့ဆက်ပြုလုပ်ကြဖို့တောင်းဆိုသွားတယ်လို့အီဂျစ်နိုင်ငံသားရဲ့ဝင်ကြီးဌာနထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဂါဇာကမ်းမြောင်ဒေသကိုလွှဲပြောင်းရယူပြီးအရှေ့အလယ်ပိုင်းရဲ့အပန်းဖြေပင်လေကမ်းခြေဒေသအဖြစ်ပြောင်းလဲပြစ်မယ်လို့ထရမ့်ကအဆိုပြုခဲ့တာကြောင့်ဒကမာလုံးကဒေါသထွက်ခဲ့ရပါတယ်သူအစီအစဉ်ရအဲ့ဒီဒေတာကပါလက်စတိုင်းလူမျိုးတွေကိုအီဂျစ်နဲ့ဂျော်ဒန်နိုင်ငံတို့ကိုရွှေ့ပြောင်းနေထိုင်စေမှာဖြစ်ပါတယ်။ဒီအစီအစဉ်ကြောင့်ဒါကိုဆန့်ကျင်ကြတဲ့အာရဗ်နိုင်ငံတွေကြောင့်စူးစီးညှို့သွားကြပါရဲ့ရှင်။ င်္ဂလာပါကုတကောက်မှာတော့မလရဲမှာပြက်လက်လန်လန်ကြီးရှိတဲ့ဒရင်တို့ဒရင်မှားတွေကိုဒရင်ဖတ်ရှုသူတွေအနေနဲ့ကြိုတင်သတိထားမိနိုင်အောင်ဖော်ပြတင်ဆက်သွားမှာပါအထင်ကြီးရနေ့တွေအနေနဲ့မလနေ့ရနေ့ဟာစစ်ဆိုးရကတောင်းတူလေသမားနေလို့တတ်မှတ်ထားတဲ့နေ့ပါတကယ်တော့1962ခုနှစ်မှာဗိုလ်ချုပ်ကြီးနေဝင်ကတော်လရင်ကောင်စီဖွဲ့စည်းလိုက်ပြီးအာဏာသိမ်းတဲ့နေ့ပဲဖြစ်ပါတယ်မလ28ရက်နေ့ကတော့ပြည်သူ့ဖက်စစ်တော်လရင်နေ့ပဲဖြစ်ပါတယ်ဒါကိုစစ်ဆိုးရကတတ်မှတ်တော့နေလို့တတ်မှတ်ထားပါတယ်ဒီလိုနေ့တွေမှာတမိုင်းကြောင်းတွေနဲ့ပတ်သက်ပြီးဒရင်သူတွေပေါ်ထွက်လာနိုင်ပါတယ် တဆက်ထဲမှာပဲတရင်ဟောင်းတွေကိုလည်းသတိပြုရမှာပါမလရှိရနေကတော့ပြည်ပြည်ဆိုင်ရာမျိုးသမီးများလေးဖြစ်ပါတယ်ဒီလိုနေ့တွေမှာတော်လိုင်းကြီးနဲ့ထက်ထဲဝင်ဝင်ပါဝင်ပတ်သက်နေတဲ့မျိုးသမီးတွေနဲ့ပတ်သက်လို့မဟုတ်မမှန်ဝါဒဖြန့်တာမျိုးတွေရှိလာနိုင်ပါတယ်တဆက်ထဲမှာပဲလက်ရှိနိုင်ငံတော်မှာဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေနဲ့ဆက်ဆက်ပြီးအချက်လက်မှားတွေပါဝင်တဲ့မြေပြင်ခြေနေတွေစစ်ရှောင်နေရတဲ့အခြေအနေတွေနဲ့အတူစစ်ကောင်စီလော်ဘီတွေရဲ့တရင်မှာဖြန့်ဝေမှုတွေကလည်းရှိနေပါတယ်တရင်တို့တရင်မှားတွေနဲ့အတူထိလဲရှာလဲဖြစ်တဲ့ဘာသာရေးလူမျိုးရေးတွေနဲ့ပါရောနှောဖြန့်ဝေတာတွေလည်းရှိနေပါတယ် ဒါရင်းနဲ့ပတ်သက်ရင်နိပညာတော့ဖန်တီးထားတဲ့ဓာတ်ပုံဗီဒီယိုတွေနဲ့အတူသတင်းဟောင်းတွေကိုလည်းပြန်လည်ဖြန့်ဝေတာမျိုးတွေကိုသတိထားဖတ်ရှုကြဖို့လိုအပ်ပါတယ်။လက်ရှိထားနိုင်ငံမှာအဖမ်းအစည်းတွေများနေပြီးမြန်မာလူမျိုးတွေလည်းအများပြားဖမ်းဆီးခံရတာတွေရှိနေပါတယ်။ဒီချိန်တွေနဲ့ပတ်သက်လို့ထိုင်းရောက်မြန်မာတွေအနေနဲ့ဆက်လက်စောင့်ကြည့်သတိထားဖို့လိုအပ်တယ်လို့မလိုလားအပ်တဲ့သတင်းမှားတွေနဲ့အတူအမုန်းပွားစနေတဲ့အကြောင်းအရာတွေကိုလည်းသတိထားကြဖို့လိုပါတယ်။ထောက်ထားမပြည့်စုံတဲ့သူတွေဖမ်းဆီးရမိတဲ့သတင်းကိုနိုင်ငံရေးစစ်ရေးနဲ့ရောထွေပြီးလိုဒလိုပုံပေါ်ထားတဲ့သတင်းတူတွေကိုလည်းပြန့်နှံ့နိုင်ပါတယ်။ ဒါကတော့မလအတွေ့ပြည်နယ်နိုင်ငံရှိတဲ့တရင်သူတရင်မှားတွေအကြောင်းကိုတင်ဆက်သွားတာပဲဖြစ်ပါတယ်။မိမိဖက်ရှုလိုက်တဲ့တရင်တွေကိုချက်ချင်းမယုံကြည်ပဲတရားဝင်ထုတ်ပြန်ချက်တိကျတိကျတဲ့တရင်ကြီးမျိုးတွေနဲ့အတူလွတ်လပ်ပြီးမိခိုးကင်းတဲ့တရင်ဌာနတွေကနေတစင်တိုက်ဆိုင်ဆစ်ဆေးကြဖို့တိုက်တွန်းလိုက်ပြရစီ။ ဆက်လက်ပြီး K2 Health ကျန်းမာရေးအစီအစဉ်ကိုထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့လေတူးညညာမှုကြောင့်ဖြစ်ပေါ်လျက်ရှိတဲ့စိုးကျိုးတွေကမိမိရင်သွေးငယ်တွေကိုကာကွယ်ဖို့နည်းလမ်းတွေအကြောင်းကိုပြောပြပေးသွားမှာပါရှင်။မင်္ဂလာပါရှင်။ K2 House Program ကနေကြိုဆိုပါရစေ။ဒီဗီဒီယိုလေးမှာပြောပြမယ့်အကြောင်းအရာလေးကတော့လက်တလုံးမှာရင်ဆိုင်ကြုံတွေ့နေရတဲ့လေတုညဉ့်ညံ့မှုတွေကြောင့်ဖြစ်ပေါ်နေတဲ့အဆိုးကျိုးတွေကမိမိရဲ့ရင်သွေးငယ်တွေကိုဘယ်လိုကာကွယ်ရမလဲဆိုတာမသိသေးတဲ့သူတွေအလွန်များပြားနေသေးတာကြောင့်လေတုညဉ့်ညံ့မှုနဲ့ဆက်ဆက်တဲ့သိထားတဲ့အကြောင်းအရာတွေနဲ့ဆက်လင်းပြီးဘယ်အရာတွေကလေတုညဉ့်ညံ့မှုကိုဖြစ်စေတာလဲလေတုညဉ့်ညံ့မှုမှာဘာကြောင့်ကလေးတွေအတွက်အနေရများရတာလဲလေတုညဉ့်ညံ့မှုကကလေးတွေကိုဘယ်လိုထိခိုက်စေသလဲ ကိုယ့်ရဲ့ကလေးတွေကိုအိမ်ပြင်ကလေတို့ညဉ့်ညံ့မှုကနေဘယ်လိုကာကွယ်မလဲအိမ်တွင်းလေတို့ညဉ့်ညံ့မှုကနေကလေးတွေကိုဘယ်လိုကာကွယ်ရမလဲအခန်းကဏ္ဍအားလုံးကိုဆက်ဆက်ပြီးတော့ကြဲကြဲပြန့်ပြန့်ဆွေးနွေးသွားမှာဖြစ်ပါတယ်ပထမဆုံးအပိုင်းမှာဆွေးနွေးပေးသွားမယ့်အကြောင်းအရာကတော့လေတို့ညဉ့်ညံ့မှုကိုဖြစ်စေတဲ့အရာများနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်လေတို့ညဉ့်ညံမှုဟာလူ့ကြမ်းမာရေးနဲ့ပတ်ဝန်းကျင်အတွက်အရေးအကြီးမားတဲ့အန္တရာယ်တွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။သက်ရှိလူသားအလုံးအတွက်အသက်ရှူခြင်းလိုမျိုးရိုးရှင်းတဲ့လုပ်ရက်တစ်ခုဖြစ်ပေမဲ့ အခုခါမှာတော့နေဆန်လူလူညဉ့်ညံမှုကအနေရရှိနေတဲ့အစ်စ်အနေနဲ့ရင်ဆိုင်နေရတဲ့အရှေ့အာရှနဲ့ပစိဖိတ်ဒေသနိုင်ငံအသီးသီးမှနေထိုင်တဲ့တန်ပေါင်းများစွာသောမိသားစုတွေအတွက်ကတော့ဒါဟာနေဆန်ကြုံတွေ့နေရတဲ့အနေရတစ်ခုဖြစ်နေပါဗျ။ဒီလိုကြုံတွေ့နေရတဲ့အန်ဒီယာတွေကိုလူကြီးတွေကကြိုတင်ကာကွယ်ရင်ဆိုင်နိုင်ပေမဲ့ကလေးငယ်တွေအတွက်မိဘကကာကွယ်ပေးရမှာပဲဖြစ်ပါတယ်။ကိုယ့်ရဲ့ကလေးကိုလေတို့ညဉ့်ညံမှုတွေရဲ့တက်ရောက်မှုတွေကနေကာကွယ်ပေးနိုင်ဖို့ရိုးရှင်းပြီးထိရောက်တဲ့နည်းလမ်းတွေရှိပါတယ်။ အရှေ့အာရှနဲ့ Pacific Data က UNICEF ပညာရှင်တွေကလေတုံးညဉ့်ညမ်းမှုကနေကလေးတွေကိုကာကွယ်ခြင်းနဲ့ပတ်သက်ပြီးတော့မျှဝေပေးထားပါတယ်။ဒါကြောင့်အရင်ဆုံးဘလိုယာတွေကလေတုံးညဉ့်ညမ်းမှုကိုဖြစ်စေတာလဲဆိုတာကိုသိထားသင့်ပါတယ်။လေတုံးညဉ့်ညမ်းမှုကိုနေရာအမျိုးမျိုးကနေဖြစ်စေနိုင်ပါတယ်။လေတုံးညဉ့်ညမ်းမှုကိုဖြစ်စေတဲ့အနေရရှိတဲ့အရင်းမြစ်ခုနှစ်ခုကတော့အိမ်တွင်းလေတုံးညဉ့်ညမ်းမှုရန်သွားလာကြောက်ဖြစ်တဲ့လေတုံးညဉ့်ညမ်းမှုစွပ်ပြက်ပြစီကြောက်ဖြစ်တဲ့လေတုံးညဉ့်ညမ်းမှုစက်မှုလုပ်ငန်းတွေကြောက်ဖြစ်တဲ့လေတုံးညဉ့်ညမ်းမှု တော်မီနဲ့မြေယာပြုပြင်ဖို့မီးရှို့ရွာကနေဖြစ်ပေါ်လာတဲ့မီးကိုသဲနဲ့ဖုံမှုန့်မုန်တိုင်းတွေစိတ်လိတ်မီးကိုတွေကြောင့်ဖြစ်ပါတယ်။တကားတွေပိတ်ထားရင်အဲ့ဒီအန်နီယာတွေကနေကာကွယ်နိုင်မယ်လို့ထင်ကောင်းထင်နိုင်ပါတယ်။ဒါပေမဲ့တကားတွေပိတ်ထားရင်တော့ကလေးတွေကအပြည့်အဝအကာအကွယ်မရကြပါဘူး။အိမ်တွင်းလေတို့ညဉ့်ညံမှုဟာပိုပြီးတော့ကြီးမားတဲ့အန်နီယာဖြစ်နိုင်ပြီးတော့ဒေတာရင်းကလေးငယ်တွေကအန်နီယာရှိတဲ့ညဉ့်ညံမှုတွေကိုရင်ဆိုင်ကြုံတွေ့နေရတဲ့အဓိကနည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လေးတို့ညဉ့်ညံမှုကဘားကြောက်ကလေးတွေအတွက်အနေရများရတာလဲဆိုတဲ့အကြောင်းအရာကိုဆက်လက်ဆွေးနွေးပေးသွားပါမယ်။လေးတို့ညဉ့်ညံမှုဟာအကြောင်းအမျိုးမျိုးကြောက်ကလေးတွေအတွက်အနေရရှိပါတယ်။ကလေးတွေဟာလူကြီးတွေထက်အရွယ်အစားပိုသေးငယ်ပြီးတော့အသက်ရှူတာပိုမြန်ပါတယ်။ဒါကြောင့်ညဉ့်ညံပစ္စည်းတွေကိုလည်းရှူသွင်းမှုပိုပြီးတော့များပါတယ်။ကလေးတွေရဲ့နှာခေါင်းပေါက်တွေကညဉန်းပစ္စည်းတွေကိုစစ်ထုတ်တဲ့နေရာမှာထိရောက်မှုနည်းတာကြောင့်လေထဲကနေပို့ပြီးတော့ဆုပ်ယူနိုင်ပါတယ်။ကလေးတွေဟာမြေကြီးနဲ့ပို့ပြီးနှိကတ်တဲ့လေကိုရှူရတဲ့အတွက် ထုံမှုန့်တဲ့ရင်တွေရဲ့တင်ကျင်ကနေထုတ်လွှတ်တဲ့အခိုးငှိတွေရဲ့တက်ရောက်မှုကသူတို့အတွက်ပိုပြီးတော့များပါတယ်။ကလေးတွေကကြီးထွားဖွံ့ဖြိုးနေဆဲပါ။လေလုံးညဉ့်ညမဟာသူတို့ရဲ့ကြီးထွားလာတဲ့အဆုတ်ခန္ဓာကိုယ်နဲ့အုံနှောက်တွေကိုပြက်စီးစေနိုင်ပြီးတသက်တာပြားမရည်ပြဿနာတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ကလေးတွေရဲ့ကိုယ်ခန္ဓာစနစ်ကလူကြီးတွေထက်ပိုပြီးတော့နည်းပါတယ်။ဒါကြောင့်သူတို့က virus, bacteria နဲ့တခြားကူးစက်ပိုးတွေပိုပြီးတော့ဝင်လွယ်ပါတယ်။လေလုံးညဉ့်ညမကကလေးတွေကိုဘယ်လိုထိခိုက်စေသလဲ။ ရေရှည်နဲ့ချက်ချင်းကျန်းမာရေးပြဿနာများ PM2.5 အပါအဝင်ညဉ့်ဉန်းတဲ့လေထုထဲမှာရှိတဲ့သင်းငယ်တဲ့အစိတ်အတော့မှုံမွားတွေဟာကလေးတွေရဲ့ကြီးထွားနေတဲ့အဆုတ်ထဲကိုဝင်ရောက်နိုင်ပြီးပျက်စီးစေနိုင်ပါတယ်။အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေဖြစ်တဲ့အဆုတ်ရောင်တာ၊လေပြုံရောင်တာ၊နာတာရှည်ချောင်းဆိုးတာ၊နာပိုးဝင်တာ၊ပန်းနာရင်ကျက်ယောဂါ၊ဓမ္မတဲ့တာ၊နှင်းခုယောဂါ၊နှလုံးယောဂါ၊ကင်ဆာယောဂါတွေနဲ့ရေရှည်ကျန်းမာရေးပြဿနာတွေဖြစ်ပေါ်စေနိုင်ပါတယ်။ လေတို့ညညမောဟာကလေးတွေရဲ့ကိုခံအားစနစ်ကိုလည်းအားနည်းစေနိုင်ပြီးတော့လက်ရှိကျန်းမာရေးအခြေအနေတွေကိုပိုပြီးဆိုးရွားစေနိုင်ပါတယ်။သိဆုံးခြင်းတချို့ပြည့်ရက်တွေမှာလေတို့ညညမှုကြောင့်ဖြစ်တဲ့ကျန်းမာရေးပြဿနာတွေကြောင့်ကလေးငယ်တွေကအသက်ဆုံးရှုံးရနိုင်ပါတယ်။ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာနှောင့်နှေးမှုများလေတို့ညညမောဟာကလေးတွေရဲ့သင်ယူမှုအတွေးခေါ်နဲ့အုံနောက်ဖွံ့ဖြိုးမှုကိုထိခိုက်စေနိုင်ပါတယ်။အခွင့်အလမ်းပုံမနဲ့ပါတဲ့အနာဂတ်ညဉ့်ဉန်းတဲ့လေကိုရှူရှိုက်တာကကလေးတွေရဲ့စွမ်းအင်ကိုဆုပ်ယုပ်စေပြီးတော့ ။ကစားချိန်နဲ့တင်ယူလိုက်လျာချိန်တွေမှာစွိုင်းအင်ကိုညှော်နေစေတဲ့အတွက်ပင်ပန်းနွမ်းနယ်မှုကိုဖြစ်ပေါ်စေပါရယ်။နေမကောင်းတဲ့အတွက်မကြာခဏကြောင်းပြရပြီးတော့တင်ယူလိုက်လာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်အကန့်အသတ်ရှိစေသလိုပညာရေးစွမ်းဆောင်ရည်ကိုလည်းလျော့ကြစေပါရယ်။လေတို့ညဉ့်ညံမှုကြောင့်အနေနဲ့အများဆုံးကလေးတွေကတော့အသက်ငယ်သေးတဲ့ကလေးတွေဆက်ယုံတွေလူသွားလူလာများတဲ့လမ်းမကြီးတွေစက်မှုဆောင်တွေအနည်းမှာနေထိုင်တဲ့ကလေးငယ်တွေနဲ့ပန်းနာရင်ကျန်းတဲ့နှလုံးရောဂါလိုမျိုးကျန်းမာရေးအခြေအနေတွေရှိနှံ့ပြီးသားကလေးငယ်တွေဟာ လေလိုညဉ့်ညံမှုကသူတို့အတွက်ပိုပြီးတော့အန္တရာယ်များနိုင်ပါတယ်။ဒါအပြင်လေလိုညဉ့်ညံမှုကိုအချိန်ကြာမြင့်စွာထိတွေ့နေရတဲ့ကလေးတွေဟာတခါတရံမှထိတွေ့ခွင့်ရတဲ့ကလေးတွေထက်ပိုပြီးတော့အန္တရာယ်များနိုင်ပါတယ်။အဲ့ဒီမှာအထူးသဖြင့်ကြောင်မီသွေး၊မီသွေး၊ထိမိဖို့သုံးတဲ့အိမ်မှာနေထိုင်တဲ့ကလေးတွေပါဝင်ပါတယ်။လီလာချက်တဲ့အရာအရှိအာရှနဲ့ပစိဖိတ်ဒေသမှာရှိတဲ့ကလေးငယ်36တန်းနီးပါးဟာအနေရရှိတဲ့မိโกငွေတွေကိုထုတ်လွှတ်တဲ့ကြောင်မီသွေးမီသွေးနဲ့ထိမ်းမိဖို့တွေကိုအများဆုံးအသုံးပြုနေတဲ့နိုင်ငံတွေမှာနေထိုင်ကြပါဗျ။ ဒါဆိုရင်ဒီလိုအနေရများတဲ့လေတုညဉ့်ညံ့မှုကနေပြီးတော့မိမိရဲ့ကလေးတွေကိုဘယ်လိုကာကွယ်ကြမလဲဆိုတာကိုဆက်လက်ပြောပြပေးသွားမှာပါမိမိရဲ့ကလေးတွေကိုအိမ်ပြင်ကလေတုညဉ့်ညံ့မှုကနေဘယ်လိုကာကွယ်မလဲမိမိနဲ့မိမိကလေးတွေပြင်ပမှရှိတဲ့ညဉ့်ညံ့လေတုကိုရှူရှိုက်ခြင်းကနေပုံမကာကွယ်နိုင်အောင်အဲ့ဒီအောက်ပါအချက်ကိုလုံနိုင်ပါတယ်မိမိနေထိုင်ရာဒေသမှာရှိတဲ့လေတုအရေးသွေးကိုနေ့စဉ်စစ်ဆေးပါ အခုခါခက်မိလာပြီဖြစ်တာကြောင့်ကိုယ့်ရဲ့ lab ကင်ဖုန်းတွေကနေပြီးတော့သတ်မှတ်ထားတဲ့ software တွေကနေတဆင့်လေတို့အရေးသွေးကိုစစ်ဆေးနိုင်ပါတယ်။ရင်သွားလာများတဲ့လမ်းမကြီးတွေကိုရှောင်ပါ။ရင်သွားလာများတဲ့လမ်းမပေါ်မှာလမ်းလျှောက်ရမယ်ဆိုရင်တက်နိုင်ရင်ကလေးကိုခြိသွားပါ။ဒါမှသူတို့ကရင်တွေရဲ့ engine တွေကနေထွက်တဲ့အခိုးငှိတွေရဲ့အထက်မှာရှိနေမှာဖြစ်ပါတယ်။ဆက်ယုံတွေဓာအားပေးဆက်ယုံတွေစွပစ်ပစ္စည်းတွေမိရှုတဲ့နေရာတွေအပါအဝင်ဆက်မှုလုပ်ငန်းတွေလုပ်တဲ့နေရာတွေကိုရှောင်ပါမိမိကလေးကိုတင်းလျော်တဲ့နှာခေါင်းစည်းဝတ်ပေးပါ နှခေါင်းစည်းကနှခေါင်းပါးစပ်နဲ့မေးစိအကုန်လုံးကိုဖုံးပြီးလက်ဟာနေတဲ့အနေအထားမရှိရပါဘူး KF94 KN95 ဒါမှမဟုတ် FFP2 နှကောင်းစီးတွေကတတောက်တတရှိပြီးတော့ PM2.5 လိုမျိုးအန္တရာယ်ရှိတဲ့ညဉ့်ဉန်းပစ္စည်းတွေကိုတားဆီးပေးနိုင်တာကြောင့်ရွေးချယ်တင်ပါတယ်။မိမိကလေးရဲ့အသက်အရွယ်နဲ့ကန့်ညီတဲ့နှကောင်းစီးအရွယ်အစားကိုဝတ်ပေးတင်ပါတယ်။တချို့သောအခြေအနေတွေမှာနှကောင်းစီးတွေကတင်ကလေးအတွက်သက်တင်တော်မူမရှိတာဖြစ်နိုင်ပါတယ်။ ကိုဗစ် -19 ကံရောဂါကာလအတွင်းမှာကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကအသက်၅နှစ်အောက်ကလေးငယ်တွေဟာနှာခေါင်းဆီးဝှစ်စင်ဖို့ခက်ခဲနိုင်တာကြောင့်ပုံမှန်အနေနဲ့နှာခေါင်းဆီးမတက်သင့်ဘူးလို့အကြံပြုထားပါတယ်။ WHO ကလေတို့ညဉ့်ညံ့တဲ့ပတ်ဝန်းကျင်တွေမှာကလေးတွေကိုနှာခေါင်းဆီးဝှစ်စင်တာနဲ့ပတ်သက်ပြီးတော့တိကျတဲ့အကြံပြုချက်ပေးမထားတဲ့အတွက်မိမိကလေးရဲ့အသက်အရွယ်၊ကျန်းမာရေးနဲ့ဒေသရဲ့လေအရေးအသွေးပေါ်အခြေခံပြီးဘလို့အကြံပြုရမလဲဆိုတာကိုသိရဖို့ကျန်းမာရေးစောင့်ရှောက်သူတွေနဲ့ဆွေးနွေးတာဟာလည်းအကောင်းဆုံးဖြစ်ပါတယ်။ အိမ်တွင်းလေတို့ညဉ့်ညံမှုကနေကလေးတွေကိုဘယ်လိုကာကွယ်ရမလဲမိမိရဲ့ကလေးတွေအိမ်တွင်းညဉ့်ညံတဲ့လေတို့ကိုရှူရှိုက်ခြင်းကနေကာကွယ်နိုင်အောင်အောက်ပါအချက်တွေကိုလှုပ်ဆောင်နိုင်ပါတယ်လေဝင်လေထွက်ကောင်းတဲ့နေရာတွေမှာချက်ပြုတ်ပါချက်ပြုတ်တဲ့အခါမှာဗရင်ပေါက်တွေကိုဖြန့်ထားပြီးတော့အပူနဲ့အငွေ့တွေထွက်သွားအောင်အညှော်ဆုပ်ဆက်ကိုအသုံးပြုပါမိမိရဲ့အိမ်မှာချက်ပြုတ်ဖို့အပူပေးဖို့နဲ့အလင်းရောင်ရောက်ဖို့အတွက်ပုံမတန်းစင်တဲ့လောင်စာတွေနဲ့ဤပညာတွေကိုအသုံးပြုပါ ဖြစ်နိုင်ပါကလျက်ဆက်တဘာဝတံငွေရေနံတံငွေရေဇီဝတံငွေဒါမှမဟုတ်နေအောင်ကြီးစွမ်းအင်သုံးမိဖို့တွေကိုရွေးချယ်ပါလောင်စာနေနေနဲ့တိတိယောက်ယောက်လောင်ကျွမ်းစေဖို့အတွက်မီးဖို့မီးခေါင်းတိုင်နဲ့တခြားပစ္စည်းတွေကိုအသုံးပြုပါ။လေဝင်လေထွက်မကောင်းရင်ဒါမှမဟုတ်တန်ရှင်းတဲ့လောင်စာကိုအသုံးမပြုနိုင်ရင်အပြက်မှချက်ပါ။ကိုဝင်ဆောင်မိခင်နေတဲ့ကလေးတွေကိုအခိုးငွေတွေနဲ့ဝေးရမှာထားပါ။ ကိုဝင်ဆောင်တဲ့ကလေးငယ်တွေဆေးရွက်ကြီးအငွေနဲ့မထိတွေ့စေဖို့အတွက်အိမ်တွင်းနဲ့သူတို့ရဲ့အနီမှာဆေးလိပ်မတောက်ပါနဲ့။ဖျောင်းနိုင်တွေအမွေးတိုင်တွေနဲ့ air fresher တွေကနေလေထုတဲကိုအစိမ့်တောက်ဖြစ်စေတဲ့ဇာတုပစ္စည်းတွေပါဝင်လာကြအောင်အသုံးမပြုပါနဲ့။အိမ်သုံးဆေးထုတ်ကုန်တွေတန်ရှင်ရည်ပစ္စည်းတွေနဲ့အိမ်သုံးဓာတုပစ္စည်းတွေအပါအဝင်တခြားသောအိမ်တွင်းလေထုညဉ့်ညံ့မှုတွေဖြစ်စေတဲ့အရင်းမြစ်တွေကိုသတိပြုပါ။ကလေးတွေကိုဒီပစ္စည်းတွေနဲ့ဝေးဝေးနေစေပြီးတော့ဖြစ်နိုင်လို့ရှိရင်သဘာဝနည်းလမ်းတွေကိုပဲအသုံးပြုပါ။ ။တန်တက်နိုင်ပါကအိမ်တွင်ညဉ့်ညံစေတဲ့ပစ္စည်းတွေကိုစုပ်ယူမှုအားကောင်းတဲ့ AGPA စစ်ထုတ်ကရိယာတွေပါဝင်တဲ့လေတန့်ဆက်ကိုအသုံးပြုပါ။တကယ်လို့ကိုယ့်ရဲ့ကလေးကလေတို့ညဉ့်ညံ့မှုကြောင့်နေမကောင်းဖြစ်ပါကဓမ္မတေရာတွေအေးအေးမိတာဒါမှမဟုတ်အသက်ရှူလန်းချောင်းဆိုင်ရာကုသရောဂါတွေနဲ့ဆင်တူတဲ့လက္ခဏာတွေကိုပြသနိုင်ပါတယ်။ရင်ခွင်မိုက်ကလေးငယ်တွေအတွက်အသက်ရှူရခတ်တဲ့လက္ခဏာတစ်ခုဖြစ်နေရင်သတိထားသင့်ပါတယ်။ဒါကအရေးပေါ်အခြေအနေဖြစ်ပါတယ်။ကလေးငယ်တွေဖျားနာပြီဆိုရင်စောင့်ကြည့်ရမယ့်လက္ခဏာတွေကတော့ မျက်လုံး၆တာဒါမှမဟုတ်မျက်လုံးဆက်ပြင်းပြင်းဖြစ်တာခေါင်းကိုက်တာပင်မနှွမ်းနေတာဓာတ်မတည့်တာအသက်ရှူမဝါတာတွေဖြစ်ပါတယ်တကယ်လို့တင့်ကလေးမှာပန်းနာရင်ကျက်ယောဂရှိပါကရမတ်အောက်တာအသက်ရှူမဝါတာဒါမှမဟုတ်အသက်ရှူရခတ်တာချောင်းဆိုးတာချွဲတန်တဲ့အသက်ပြင်းပြင်းရှူတာဒါမှမဟုတ်တာမန်ထပ်ပိုပြင်းထန်တဲ့ပန်းနာရင်ကျက်ယောဂဖြစ်ပွားတာတွေဖြစ်မယ်ဆိုရင်ဆေးဘက်ဆိုင်ရာအကူအညီကိုချက်ချင်းရယူဖို့လိုအပ်ပါတယ် အခုတမမှာပြောပြခဲ့တဲ့ကလေးတွေကိုလေတို့ညဉ့်ညံ့မှုကနေဘလို့ကာကွယ်မလဲဆိုတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။အခုတင်ဆက်ပေးခဲ့တာတွေကိုကြည့်ရှုပြီးတော့ကလေးတွေကိုလေတို့ညဉ့်ညံ့မှုဘေးကနေကာကွယ်နိုင်ကြပါစေလို့ဆန္ဒပြုလိုက်ရပါတယ်။နောက်ပတ်တမလေးကျမတို့ရဲ့ Key to Health အစီအစဉ်ကနေအမျိုးသမီးတွေကလေးတွေနဲ့ပတ်သက်တဲ့ကျန်းမာရေးနဲ့ဗဟုသုတရရှိမယ့်အကြောင်းအရာတွေအလားပါနဲ့ပတ်သက်တဲ့နည်းလမ်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်အပတ်စဉ်တင်းငွေနေ့တိုင်းမှာစောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ရပါတယ်။ ဒီတစ်ပတ်အစီအစဉ်ရဲ့အချက်အလက်တွေကို UNICEF ရဲ့ဆောင်းပါးကနေထုတ်နှုတ်ဖော်ပြထားတာပဲဖြစ်ပါတယ်ရှင်။မြစိမရေဒီယိုဟာမြန်မာပြည်သူတွေအတွက်ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိပါတယ်။ မြစီမရေဒီယိုမနက်ပိုင်းအစီအစဉ်ကိုနေ့စဉ်မနက်၈နာရီကနေ့၈နာရီခွဲအထိ108 FM Facebook Page မြစီမ News in Bamix Facebook Page နဲ့မြစီမ108 FM Podcast Store မှာနားဆင်နိုင်ပါပြီ။